ိုင်းနိုင်ငံဗန်ကောက်မြို့မှာစစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တွေအတိုင်းဝန်းကိုဘွိုက်ကော့ဆန့်ကျင်သပိတ်မှောက်တဲ့လှုပ်ရှားမှုအောင်မြင်နေပြီးနိုဝင်ဘာလအတွင်းမှာလုံမဲ့ဖျော်ဖြေပွဲတချို့ရပ်ဆိုင်းဖြတ်သိမ်းလိုက်တယ်လို့သိရှိရပါတယ်။ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်။ထိုင်းနိုင်ငံဗန်ကောက်မြို့မှာစစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တွေဖျော်ဖြေမဲ့ပွဲတွေကိုပြည်သူလူထုအားမပေးကြဖို့ဘွိုက်ကော့ဆန့်ကျင်သပိတ်မှောက်လှုပ်ရှားမှုပုံမှုအချိန်ကောင်းလာပြီးထိရောက်တဲ့အနေအထားမှာရှိတယ်လို့ တော်လိုင်းအင်အားစုတွေကပြောပါဗယ်။နွေဘာလ22ရက်မှာကျင်းပမဲ့ Iron Cross ဖျော်ဖြေပွဲကိုလည်းပြည်သူတွေစန့်ကျင်သဘဲမောက်တာအထိုက်အလျအောင်မြင်တယ်လို့ထိုင်းရောက်မြန်မာတွေစီကနေသိရပါဗယ်။ဒါပြင် Bangkok Spicy Bar မှာလုံးမဲ့ဖျော်ဖြေပွဲအချို့အပီးတိုင်ဖျက်သိမ်းလိုက်တယ်လို့ IC ပွဲကိုကြော်ညာခဲ့တဲ့စာသဆိုင်အချို့ကလည်းပြည်သူလူထုကိုတရားဝင်တားမှန်လာတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။တေကြတာကတော့ကျွန်တော်တို့ဘန်ကောက်မှာ BC ကအချိန်တစ်ခုရသွားပြီဆိုတာတော့ လက်ခံပါတယ်အခု IC show ပွဲအပါအဝင်အခြား show ပွဲတွေရောတခြားပွဲတွေရောစီစဉ်ထားတာတွေပေါ့နော်အဲ့ဒါတွေတော်တော်များများအချိန်နှေးသွားတာရက်တန့်သွားတာမျိုးတွေရှိလာတာဖြစ်တဲ့အတွက်ဒါကိုတော့ကျွန်တော်တို့ထိရောက်တယ်လို့တော့ကျွန်တော်တို့ ပြောရမှာပေါ့နော်ကျွန်တော်တို့ဒီဘန်ကောက်ကလုပ်ငန်းရှင်တွေ social influencer တွေအနေနဲ့လည်း BC ကြောင့်သူတို့အကျိုးစီးပွားတစုံတရာပစ္စည်းရပစ္စည်းကြောင့်ဖြစ်လာတာဖြစ်တဲ့အတွက်သူတို့ကမဖြစ်မနေတာကြော်ညာပေးရတာဖြစ်တယ်သူတို့သူတို့ရဲ့စိတ်ထဲကပါသည်ဖြစ်စေမပါသည်ဖြစ်စေကြော်ညာပေးရတာဖြစ်တယ်လို့မြင်တယ်ဒါပေမဲ့တကယ်တမ်းအဲ BC ကိုစိတ်ပါလက်ပါလုပ်သလားဆိုတော့မလုပ်သေးတဲ့လူတန်းသားတရလည်းရှိသေးတဲ့အတွက်ကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့ဒီကျွန်တော်တို့ BC ကိုတိတိကျကျကောက်ယူမိမဟုတ်ဘဲနဲ့တိတိကျကျလုပ်ဖို့လိုအပ်တယ်လို့မြင်ပါတယ် ဘွိုက်ကော့အရှင်ကြောင့်ထိုင်းနိုင်ငံမှာနိုဝင်ဘာလတည်းပြုလုပ်မဲ့ပွဲကြီးတွေရက်ကန့်သတ်မရှိရွှေဆိုင်လိုက်တယ်လို့ Iron Cross ဖျော်ဖြေပွဲကိုလည်းလက်မှတ်ခနှုန်းထားတွေဈေးလျှော့ရောင်းချတဲ့အထိဘွိုက်ကော့အရှင်မြင့်လာတယ်လို့ထိုင်းရမြန်မာအသံဝန်းကပြောပါတယ်။နိုဝင်ဘာလတရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့က Spicy Club မှာပြုလုပ်မဲ့အဆိုတော်ရွှေထူးအုပ်ဆိုးခန့်ချမ်းမြေမောင်ချိုတို့ဖျော်ဖြေမဲ့ပွဲကိုလည်းပြည်သူလူထုကမကြိုက်တဲ့တတာကြောင့်ပွဲစီစဉ်သူကအပြည့်အဝတာဝန်ယူကဖြစ်သိမ်းလိုက်ကြောင်းအော်တိုဘားလ31ရက်မှာကြေညာခဲ့ပါတယ်။ လက်ရှိချိန်မှာလည်းမဟာချက်မှာပြသနေတဲ့ဗျောဒဏ်ရုပ်ရှင်ကားရဲ့အဓိကသရုပ်ဆောင်ဟာစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်စကားမှာပါဝင်တဲ့သရုပ်ဆောင်တွေဝင်စကားဖြစ်တာကြောင့်တိတိယယောက်ဘိုက်ကော့ချဖို့ကိုလည်းထိုင်းရောက်မြန်မာရေလှှရှားနေကြတဲ့အဖွဲ့အစည်းတီးတီးကဝိုင်းဝန်းလုံဆောင်နေကြတာဖြစ်ပါတယ်။ နောက်နောက်လည်းဒီတော်လိုင်းနဲ့ပတ်သက်တဲ့အမှုပညာရှင်တွေတော်လိုင်းကြီးကိုခေါင်းစဉ်မပါတဲ့လုပ်ငန်းတွေကိုကုလိုဘိုက်ကောလုပ်တဲ့လုပ်ရက်တွေကတော်တော်အကျိုးရှိတယ်တော်လိုင်းကြီးမှာအများကြီးထောက်ပံ့ပေးတယ်အကျိုးလည်းရှိတယ်အဲ့တော့လူမတန်းမှအဲ့လိုမဟုတ်ဘူးပေါ့နော်တော်လိုင်းကြီးကိုထောက်ပံ့နေမှာမဟုတ်ဘူးအခုလိုလုပ်ရက်မျိုးကအားနဲ့အားနဲ့လုပ်ရင်ကျွန်တော်တို့တော်လိုင်းကြီးကမရဘူးပြီးသွားမှာပေါ့နော်ထိုင်းနိုင်ငံမှာရှိနေတဲ့လူပေါင်း6တန်းလောက်ရှိတယ်ဒါကျွန်တော်တို့ခံမှန်းကြည့်ရပြောတာနော်တိတဲ့ဘက်တော်လိုင်းကြီးမှာဝင်လာတာတွေအများကြီးရှိတယ်အဲ့လူ6တန်းနေတာဒီလိုပုံမှန်လုပ်သွားမယ်ဆိုရင် တော်လန်ရေးယူသူလှူစရာမလိုဘူးအဲ့ဒီဟာကဝိုင်းဝင်းပြီးတော့ပန်ဖို့ကျွန်တော်တို့တော်လန်ရေးအောင်မြင်သွားမှာမကြဘူးအဲအကြောင်းမို့ဒီလိုအချိန်လေးတွေရှိတော့ဒီတော်လန်ရေးနဲ့မပတ်သက်တဲ့အမှုပညာရှင်တွေတော်လန်ရေးနဲ့မပတ်သက်တဲ့ဒီဆယ်လီကိုလုံးဝအားမပေးဖို့အတွက်ကျွန်တော်ထပ်ပြီးတော့တိုက်တွန်းချင်ပါသေးဗျာ မြန်မာနဲ့အနီးဆက်ဆုံးအင်းချင်းထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာရွေအတွက်6တန်းနီးပါးရှိတာကြောင့်ထိုင်းရောက်မြန်မာတွေအနေနဲ့တော်လိုင်းရင်းနဲ့မပတ်သက်တဲ့အနုပညာရှင်တွေကိုစန်းကျင်သဘဲမောက်တဲ့ boycott လှုပ်ရှားမှုဟာဒီတစ်ချိန်မှာအထူးရောက်ဆုံးဖြစ်တယ်လို့ပြောဆိုနေကြပါဗျ။လက်ရှိထိုင်းနိုင်ငံမှာရုံတင်ပြသနေတဲ့ပြောတဲ့ရုပ်ရှင်ကားကို boycott လုပ်တာအောင်မြင်နေပြီးအဲ့ဒီဇကာအပါဝင်စစ်တပ်ကိုထောက်ခံတဲ့အနုပညာရှင်တွေစစ်တပ်နဲ့ဆက်ဆက်သူတွေကို boycott လုပ်ကြဖို့ fake new chess community FNCC ဘာမှအဖွဲ့ကလည်းတိုက်တွန်းထားပါဗျာခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ။